ဆိုးတဲ့လူရငရဲထဲမှာထာဝရအမိလောင်ချင်းဝေဒနာကိုဘယ်တော့မှမသိတဲ့ပုံစံနဲ့တို့ခံစားနေရမှာလားအဲ့ဒါလေးနည်းနည်းရှင်းပြပါဦးဘယ်တော့မှမသိတဲ့ပုံစံမျိုးနဲ့ခံစားရမှာမဟုတ်ဘူးဘယ်တော့မှမသိတဲ့ပုံစံမျိုးနဲ့ခံစားရင်ဘုရားသခင်တရားမြတ်တာမှာမဟုတ်ဘူးပြီးလို့ရှိရင်ကို့အမျိုးတွေကငရဲထဲမှာထာဝရခံပြီးကိုကျတော့ကောင်းကင်ကိုထာဝရရောက်နေပြီးတော့တို့အဲ့ဘုံရင်းရှိနေမှာပဲလေကိုကဘယ်လိုလိုစိတ်ချမ်းသာနိုင်မလဲမဟုတ်လားအဲ့ဒါဆိုတော့လုံးဝမရှိတော့တဲ့အဖြစ်ကိုရောက်သွားတော့မှဒါဘုရားသခင်တရားမြတ်တာပြီးဒါချက်ချင်းမြတ်တာနဲ့ပြည့်စုံတဲ့ဘုရားဆိုတာ တည်တာမလုံးဝလည်းပေးတဲ့လောက်ဒန်ဆိုရလဲပေးပြီးပါပြီအဲကြောင့်မလို့ဖျားသခင်ဆိုတာခုနကကျွန်တော်တို့ဒီငရေနဲ့ပတ်သက်ပြီးတော့ဘယ်နေရာနေငရေကစလာလဲဆိုတာစပြီးပြောနော်ငရေဆိုတာတကယ်တော့ဘယ်ကစလာလဲဆိုတာဖျားသခင်စီကပဲစပဲဖျားသခင်ကိုယ်တိုင်ဟေဘေးဆက်နေတဲ့မှာလောင်တော်မီလို့ပြောတာရေစီလအခန်းကြီးတစ်ထဲမှာလည်းဖျားသခင်ရဲ့အပေါ်ဝါဖက်ရှင်လာရွှေအောင်နဲ့မီးရောင်နဲ့နှစ်မျိုးပေါင်းဆက်ထားတဲ့အရောင်နဲ့အကုန်လုံးမီးတွေပဲဒိုင်းလာတဲ့မှာလည်းဖျားသခင်ကလည်းမီးလောင်နဲ့ပလေမော်မှာထိုင်တယ်လို့ဒိုင်းလာခုနှစ်တည်းမှာရေးထားပြီးတော့ orbit ခန်းကြီးတစ်ထဲမှာဖျားသခင်စီကနေမီးရတဲ့ရာကုန်အမျိုးတွေကိုကူးဆက်သွားမယ်အဲ့ရာကုန်အမျိုးကနေမှာစေအေးတော်အမျိုးကိုကူးဆက်သွားပြီးအေးတော်အမျိုးကိုလောင်နိုင်မယ်လို့ ပြောတာအဲ့ဒီတိုင်မြို့ထဲမှာရှိတဲ့ဖရာသခင်ပလိမမထိုင်မှာမြို့ထဲမှာရှိတဲ့ဖရာသခင်မိရ ဒီတခြားသောတန်ရှင်းသူတွေကူးဆက်သွားမှာတန်ရှင်းသူတွေကြဒိုင်လာအခန်းကြီး၃ထဲမှာရှိတဲ့ဒါမီးထဲမှာရက်နေနိုင်တယ်ထေရှားအခန်းကြီး၃၃ထဲမှာငါတို့ဒီထဲမှာလည်းဘသူရတဲ့ထာဝရဘုရားသခင်မီးထဲမှာရက်နေနိုင်တယ်လို့ရေးထားတယ်လုံးဝသူစရိုက်ကမပြုတ်တဲ့သူတစိုးမစားတဲ့သူလုံးဝဖျောက်မဲ့တဲ့သူတွေရက်နေနိုင်မှာဒါပေမဲ့ဟိုဘက်ကအေးတော့အမျိုးကိုလောင်သွားတဲ့အခါမှာနော်အမျိုးပြမှာရှိတဲ့သူတွေကူးဆက်သွားတဲ့အခါမှာအဲ့မှာရှိတဲ့သူတွေကတနေချင်းနေကျွမ်းလောင်နေမယ်လို့ပြောတာလုံးဝတနေချင်းမှာပဲအကုန်လုံးကလောင်ကျွမ်းသွားမှာထာဝရခံနေရမှာလားထာဝရခံမှာမဟုတ်ဘူးထာဝရခံနေရမှာဆိုမသိတော့ဘဲနဲ့မီးပဲပူလာမှာအဲ့လိုမဟုတ်ဘူးဒီဇာခရစ်အခန်းကြီး၁၄ထဲမှာဂျေဂျေရုဆင်မြို့ကိုတိုက်ခိုက်ဖို့လာတဲ့အုပ်စုကြီး got it. မျက်စိတွေမှာမျက်စိတွေရောအသားတွေရောခြေထောက်တွေရောလက်တွေအကုန်လုံးရောပြက်သွားမယ်လို့ရေးထားဟေရှာခန်းကြီး၄၀ခုမှာဘာဘူးလုံရတဲ့အမိုက်ကဲ့သို့တဲ့လောင်ကျွမ်းသွားပြီးတော့လုံးဝအစအနအောင်ရှာလို့မရတော့ဘူးမာလခိခန်းကြီးလေးတွေမှာမီးဖို့ကဲ့သို့လောင်တဲ့နေ့ရရောက်လာမယ်ဒူးစီရိုက်ကိုပြုတဲ့သူကအမိုက်ချက်လို့ပဲအရင်အဖျားမှမကြံတော့လဲစာလန်းချန်ခန်းကြီး38 30ရော20ရော38တွေမှာရေးထားပါလဲဆိုရှင်မတရားတဲ့သူတွေလုံးဝရှာလို့မတွေ့တော့ဘူးလေရှိလို့မရှိတော့တာလေမီးကိုကဲ့သို့ပျောက်သွားလုံးဝမီးကိုဖြစ်သွားပြီးပျောက်သွားဟေရှာ26နေမှာသူတို့ကလည်းတင်းကျိုင်းသားဖြစ်ပြီးထမြောက်ခြင်းမရှိတော့ပါဘူးသူတို့နာမဆိုတော့လည်းမရှိတော့ဘူးအမတ်ကိုလုံးဝမရှိတော့လို့ရေးထားဒါကြောင့်မို့သူကလုံးဝကိုလုံးဝ ာဘူးမရှိတော့တာပါဆရာသခင်ခရစ်တော်ကလည်းဖခင်ကလည်းမီးဖြစ်တယ်လည်းပါတယ်နော်ဖခင်သခင်ထဲမှာတော့ထာဝရလောင်သူတို့ကကျတော့မီးရှုပ်ပြီးသွားရှင်ပြီးသွားရင်တေခြင်းကသူတို့ထာဝရဖြစ်သွားမှာပဲဒါကြောင့်သူတို့တေခြင်းကိုထာဝရဖြစ်စေတဲ့ငရေမီးဆိုတော့ထာဝရမီးငရေလို့ခေါ်တယ် ကမြိုက်မြိုက်ခံနေရတာတော့မဟုတ်ဘူး။အဲ့ဒါဆိုဘုရားကတော့တရားမမြတ်တာတော့ဘူး။ဟုတ်ပါဘူးဆရာ။ကဘာအဆက်ဆက်သူတို့ကဝေဒနာကိုခံစားရတယ်ဆိုတာဘာလဲဆိုလို့ရှိရင်ဘုရားသခင်ကလုံးဝဝေဒနာကိုတစ်ခါတစ်ခါခံစားစေလိုက်တယ်။အပြည့်အဖို့ခါကိုပေးလိုက်တယ်။ဒါပေမဲ့အဲ့အပြည့်အပြည့်အဖို့ခါကိုဘယ်လောက်ထိပေးရမလဲဆိုတော့တေချင်းကိုထာဝရပေးရမယ်။အဲ့သူတို့ကိုပေးလိုက်တဲ့မီးဆိုတာထာဝရလောင်ကျွမ်းနေမှာ။ဒါကြောင့်လို့တေချင်းဆိုတဲ့အရာကိုသူတို့ထာဝရခံစားနေရမယ်။မီးအဖြစ်ဖြစ်လာတဲ့အတွက်ကြောင့်ဒါထာဝရ ေဒနာထားရမည်လို့ဆိုတာခန်းစာရီမှာပြောထားစီတစ်ချက်နဲ့တစ်သက်လုံးပဲပြန်မလာတော့ပြီးသွားရဲ့လို့နော်ဘုရားသခင်ကတို့နောက်တစ်ခါအသက်မပေးသေးရွတို့ကအပြစ်ခံနေရမှာဟုတ်ပါဟုတ်โอเคတော့နောက်ဆုံးမေးတုန်းကတော့ဘီဘတ်တိဇံအကြောင်းကိုရှင်းပြပေးပါဦးနော်ဘီဘတ်တိဇံကိုပေးမယ်